YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။တိလားရှင်တဲ့မူလွန်ပညာရေးကျောင်းမှာကိုရင်တိလားရှင်နဲ့ကျောင်းသားကျောင်းသူ600ကျော်တက်ရောက်တင်ကြားနေတဲ့တရင်ကိုတင်ဆက်ပေးပါမရှင်။ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်တန်တင်း20ရပ်ကွက်မှာရှိတဲ့ရွှေရနာတိလားရှင်စာတင်တိုင်းမှာဖွင့်လှစ်ထားတဲ့ သီလရှင်တဲ့မူလွန်ပညာရေးเจ้าမှာကိုရင်သီလရှင်များနဲ့ចောင်းသားចောင်းသူ600ကျော်တယောက်တင်ကြားနေတယ်လို့သိရပါတယ်။ဆိုပါသီလရှင်တဲ့ပညာရေးเจ้าကို2013ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးစတင်ဖွင့်တဲ့တစ်နှစ်မှာចောင်းသားចောင်းသူ100ကျော်တယောက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ KG တန်းကနေ Grade 8အထိចောင်းသားចောင်းသူ600ကျော်တယောက်တယ်လို့သိရပါတယ်။ အဆိုပါတိလရှင်သင်မူလွန်ပညာရေးကျောင်းမှာရွှေပြည်သာမြို့နယ်အတွင်းကြီးကျောင်းတိုင်များမှာကိုရင်များတိလရှင်များနဲ့အကွက်တွင်မှာကလေးငယ်များတက်ရောက်သင်ကြားတယ်လို့သိရပါတယ်။အဲဒီကျောင်းမှာဆရာလေးတို့ကျောင်းမှာကကျတော့မိဘမဲ့ကလေးဒီလာပြီးအနန္နယ်ဆိုလို့ရှင်ဆရာလေးတို့အာမွေးစားပါတယ်ခေါ်ယူပြီးတော့ဆောင်းချောက်ပေးပါတယ်ပေါ့အဲဆောင်းချောက်ပေးတယ်နောက်တစ်ခါပညာရေးနဲ့ပတ်သက်ပြီးဆိုလို့ရှင်ဆရာလေးတို့ကျောင်းမှာအနေနေတဲ့ကလေးတွေအတွက်လည်း လောကီပညာလောကုတ္တရာပညာနှစ်မျိုးလုံးကိုသင်ကြားပေးတယ်လို့အဲစက်ွက်ထဲကနေပြီးတော့လာရောက်ပြီးတော့ပညာသင်ကြားလို့တဲ့ကိုရင်သီလရှင်ចောင်းသားចောင်းသူတွေအားလုံးအတွက်လည်းပညာဒါနအနေနဲ့သီလရှင်သင်ပညာရေးចောင်းကိုဒါလို့မူလွန်မူလွန်အဖြစ်ဖွင့်လှစ်ပေးထားပါတယ်လက်ရှိအနေနဲ့ပညာသင်ကြားတာကတော့ဒီရှိပိသားမျိုးနယ်နဲ့ဒါဒီအကြောင်းကိုပညာ ရှင်ညာဒီလရှင်သမီးညာရဲ့အကြောင်းကိုလာပြီးတက်တဲ့ကလေးတွေကတော့ဟိုဖုံးချောင်းတွေမှာမွေးထားတဲ့ကိုရင်တွေကတော့နေပေါင်းဆောင်အောင်ဖြစ်နေပါတယ်။အဲဒါနေဆက်ဒေတာလည်းဖြစ်နေတယ်ဘာသာဟိုပြောရမလဲလူမျိုးပေါင်းဆောင်လည်းဖြစ်နေတာပေါ့နော်။အာဒီကြောင်းမှာအမြင်နေတဲ့ကလေးတွေလည်းအလိုပါပဲနေအနေနေမိအတိတ်ရပေါ့အကြောင်းမျိုးမျိုးနဲ့အလိုရောက်လာကြတာတွေပါအားလုံးကတော့နေပေါင်းဆောင်လို့ပြောလို့ရပါတယ် ဒီမှာအမြင်နေတဲ့ဒီလရှင်ကစာသင်သားဒီလရှင်ကတရားလောက်ရှိပြီးတော့အဲအာကိုရမယ်ဂီလနာအဖွားက20လောက်ရှိတာဆိုတော့အကျောင်းမှာအမြင်နေတဲ့ဒီလရှင်က120လောက်ရှိပါတယ်။ပြင်ပညာသင်ကြားတဲ့ဒီအကျောင်းမှာဆိုလို့ရှိရင်ဆရာလေးတို့ကျောင်းကအတန်းကျောင်းတက်တဲ့မူလွန်အထိပေါ့နော်။အကျောင်းအတန်းကျောင်းတက်တဲ့ကလေးက90ကျော်လောက်ရှိပါတယ်။အပြင်ကတက်တာကတော့900 ကျော်ကျော်လောက်ရှိတာပေါ့ဒီတိလားရှင်နေပညာရေးကျောင်းအနေနဲ့ဒီလေးတို့ကျောင်းအနေနဲ့မူလွန်အနေနဲ့ကြတော့မူဂျိုကနေပြီးတော့၈တန်း GHT ပေါ့နော် GHT ဒီလေးတို့သင်ကြားပေးပါတယ်ဝိစားကလေးကလက်ရှိကလေးဆိုလို့ရှိရင်20ဝန်းကျင်လောက်ပဲရှိပါတယ်တကယ်နဲ့မွေးစားထားတဲ့ကြီးသွားတဲ့ကလေးတွေရောဆိုရင်တော့30ကျော်ရှိပါတယ်အရွယ်ကြီးသွားတဲ့ကလေးတွေရောဆိုရင်တော့30ကျော်ရှိပါတယ်လက်ရှိကလေးအနေနဲ့တိလက်ရှင်မိုးရတည်တဲ့ကိုရမမစီရတည်တဲ့ကလေးကတော့18ယောက် ရောက်နေဆက်ဝင်နေပေါ့အဲ့လောက်ရှိတယ်။တမှုပညာလည်းသင်ပေးပါတယ်လို့ဒီဒီချင်းထိုးတဲ့ပညာလေးတွေလည်းသူတို့သင်ကြားပေးသလိုဆက်ချုပ်သူတို့ဝါနာပါရပေါ့ဆက်ချုပ်ဝါနာပါရင်ဆက်ချုပ်ဝါနာဆက်ချုပ်ကိုသင်ပေး။နောက်ကွန်ပျူတာဝါနာပါရင်ကွန်ပျူတာလေးတွေလည်းဆက်လို့သင်ကြားပေးပါတယ်။နောက်ဆရာလေးတို့အကြောင်းကအခုနပြောတဲ့အတိုင်းပဲခလေးငယ်လေးတွေအဲခလေးငယ်လေးမိဘမဲ့ခလေးငယ်လေးတွေလာရောက်အနာလို့ရှင်လဲဆရာလေးတို့ငွေစားပြီးတော့ပြုစုဆောင်ရှောက်ပေးပါတယ်။နောက်တစ်ခါ ပညာရေးအနေနဲ့လဲဆရာလေးတို့ကလောကီပညာလောကုတ္တရာပညာနှစ်မျိုးလုံးကိုသင်ကြားပေးပြီးတော့ခါကြတော့ဒါအနေနဲ့ရရက်ကအကြောင်းအမျိုးမျိုးကြောင့်မိမိဘတွေအဆင်မပြေလို့ပညာရေးအတွက်ခက်ခဲဖြစ်တဲ့ကလေးတွေကိုလည်းဒီကျောင်းမှာလက်ခံပြီးတော့အပညာသင်ကြားခွင့်ပေးထားပါတယ်သင်လဲသင်ကြားပေးပါတယ်ပေါ့နော်ပညာရေးအပြင်အခုလိုပဲဆရာလေးတို့လက်မှုပညာလေးတွေလည်းတို့ရဲ့ဉာဏ်ရည်နဲ့လိုက်ဖက်မဲ့တို့လိုချင်တဲ့ပညာရေးလေးတွေကိုဆရာလေးတို့တတ်နိုင်ဆုံး ဆရာလေးတို့နိုင်တဲ့ဘက်ကပေါ့နော်နိုင်တဲ့လောက်ပေါ့ကိုနိုင်တဲ့လောက်လေးတွေဆရာလေးတို့သူတို့ကိုသင်ကြားပေးပြီးတော့ကလေးတွေကိုပြုစုဆောင်ရှောက်နေပါတယ်နောက်တစ်ခါလဲဒီဟိုအကူရမယ်ဒီလရှင်ဂီတနာအဖွားကြီးတွေပေါ့နော်ဒါကတော့မာပြီးမာမရှိတဲ့အရာပေါ့အဲအဲ့ဒါကိုလဲဆရာလေးတို့အဲဒီကူတက်နိုင်ဆုံးစူးစမ်းပြီးတော့ဟိုဆောင်ရှောက်နေပါတယ်ဂီတနာအဖွားကြီးလဲအခက်ခဲအခက်ခဲအနေနဲ့ဆိုလို့ရှိရင်တော့ဆရာလေးတို့အခုဒီခေတ်ဒီအခါရတော့အကုန်လုံးက အာဘာလဲဆင်းလုံးတွေကကြည့်နေတဲ့ခါကျတော့ဆရာလေးတို့လိုဟိုအဆောက်အဦတွေကိုတော့ထပ်ပြီးတော့ဆရာလေးတို့တိုးမဆောက်ခွင့်နဲ့ရှိတာလေးနဲ့လောဆယ်အစင်ပြောင်လေးတွေပေါ့နော်အဲ့လိုလေးတော့စီမံပြီးတော့နေကြပါတယ်အမ်ဗီတကန်ဆိုရင်လိုအပ်တယ်ပေါ့အဆောက်အဦတွေလည်းလိုအပ်ပါသေးတယ်ဆရာလေးတို့ပညာသင်ကြားဖို့အတွက်ကိုအခန်းနေမလုံတော့ဘူးအခန်းနေမလို့လုံးတဲ့ကားဆရာလေးတို့စာသင်ကျောင်းထပ်ပြီးတိုးချက်ဆောက်ဖို့အတွက်ဆရာလေးတို့လိုအပ်တာတွေရှိပါတယ်။ဒါမလို့အဲ့ဒါတွေကိုဆရာလေးတို့အာဟိုဆောက်ဖို့ဆိုတာဆရာလေးတို့ဒီချိန်မှာမစင်စားရတဲ့အနေအထားမျိုးမှာရှိတာပေါ့နော်။ အဲ့ကကြတော့ရှိတဲ့အစားအဝူမှာပဲဒါအခုဆိုရင်ဒီနောက်ကဆယ်လေးနောက်ကရှိတဲ့အခန်းဆိုရင်အထက်တန်းကျောင်းပညာသင်ကြားတဲ့အထက်တန်းကလေးတွေအတွက်လောက်ထားတဲ့အခန်းလေးပါအဲဒါမှမဟုတ်လည်းအခုအချိန်မှာကျောင်းသားတွေကအရန်များပြီးတော့မလုံလောက်တဲ့အခါကျတော့ဆယ်လေးဒီထဲမှာဒါချီဖိုးပေါ့ချီဖိုးကလေးတွေကိုအတန်းခွဲပြီးတော့မှသင်ကြားပေးရတယ်ပေါ့နောက်ဒီဘက်မှာဆိုလို့ရှိရင်လည်း KG တန်းဆိုပြီးတော့ဒီရှိရအဆောင်လေးထဲမှာစာချက်ဆောင်လေးထဲမှာ KG တွေကိုလည်းအဲ့လိုထားပေးရတာရှိတာပေါ့အဲ့တော့အစားအဝူတွေလည်းတကယ်ကြတော့လိုအပ်တာတွေအဲဖြည့်ဆည်းပေးဖို့တွေ ရှိပါတယ်။စားတော့တော့ကြတော့ဆရာလေးတို့ကတော့ဟိုဟာအလူရှင်လေးတွေရန်ဖန်ရန်ကတော့ရှိတတ်ပါတယ်။အဲ့အတွက်ကတော့အသားငါစားရတယ်ပေါ့။ကျန်တဲ့အချိန်လေးတွေကတော့ဆရာလေးတို့ရှိတဲ့ရတဲ့ဟာနဲ့ပဲအအဆင်ပြေအောင်လေးတွေဖန်တီးပြီးတော့ခါကြတော့အဲဆရာလေးတို့ဟိုဟာဆရာလေးတို့စီမံပေးတယ်ပေါ့နော်။အခက်ခဲလို့လည်းပြောလို့မရပါဘူး။ကိုယ့်ရဲ့ခက်ခဲတာလည်းအများကြီးရှိတဲ့ခါကြတော့အစားတော့ဒီခက်ခဲနေပါလို့ဆရာလေးတို့မပြောလို့ပါဘူး။အဆင်ပြေအောင်တော့ဆရာလေးတို့စီမံပေးရတာပေါ့နော်။အဲ့လိုလေးတွေရှိပါတယ်။ အပညာရေးဘက်ကတော့အခုနပြောတဲ့စောက်ဦးပေါ့အဲစာရေးကိရိယာတွေလည်းအခါအခါအားလျော်စွာလှူလို့ရပါတယ်အဲတို့ကလည်းဆရာလေးတို့စာရေးကိရိယာအနေနဲ့ကျတော့နှစ်ကြောင်းမြင်းစောက်ဆိုရင်ရိုးစောက်ဆိုရင်တော့လှူတူလေးတွေနည်းနည်းပါရှိတဲ့နောက်လေးကြောင်းမြင်းလို့ကလေးကလေးတွေလည်းရေးလှအောင်ရေးတဲ့ဒီအတန်းငယ်လေးတွေတုံးတဲ့လေးကြောင်းမြင်းဆိုရင်လှူတူတော်တော်ရှားပါတယ်ဒါမျိုးလေးတွေနောက်ပုံဆွဲစာအုပ်လေးတွေအဲကလေးတွေအတွက် KG တွေတဒန်းတွေအတွက်ကိုဆရာလေးတို့ အာဟိုဘလို့ခေါ်ပညာရေးအထောက်အကူပြုပစ္စည်းလေးတွေပေါ့ဒါမျိုးလေးတွေလည်းလူနိုင်တော့ပိုကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တော့ခုနလိုပေါ့နော်အစာအုပ်ခက်ခဲဒီစာရေးကိရိယာခုံတွေပါလေခက်တော့ခက်ခဲတော့ရှိကြပါတယ်ခုံလေးတွေလည်းဆက်လို့ပြန်ပြီးပြင်ပြင်ပြီးတော့မှအတက်နိုင်ဆုံးအဆင်ပြေအောင်တော့လှုပ်ထားရတာပေါ့နော်အဲ့လိုအလူရှင်တွေရှိမှဆိုရင်တော့စာရေးခုံတွေလည်းကောင်းကောင်းမွန်မွန်လေးတွေအလှူဒန်းပေးမယ်ဆိုရင်တော့ဆက်လို့ဖိတ်ခေါ်ပါတယ် အဆိုပါသီလရှင်သည်မူလွန်ပညာရေးကျောင်းမှာအဆောက်အဦများလိုအပ်တဲ့အပြင်အကျောင်းသုံးစာရေးကိရိယာများလည်းလိုအပ်လျက်ရှိပါတယ်။သီလရှင်သည်မူလွန်ပညာရေးကျောင်းမှာပါဝင်ကုသိုလ်ယူလူဒန်းလူသူများအနေနဲ့ရွှေနာသီလရှင်စာသင်တန်းရဲ့ကျောင်းတိုင်ဆရာကြီးဒေါ်ပညာစာရီရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ခု00512438ကိုတိုက်ရိုက်ဆက်သွယ်လူရန်နိုင်ပါကြောင် အသိပေးတင်ပြလိုက်ရပါတယ်ရှင်